ဒီပုဂ္ဂိုလ်ကြီးတွေဟာဗုဒ္ဓဘာသာဖုံးတော်ကြီးလို့လည်းပြောရခက်ပါတယ်။မဟာယာနဖုံးတော်ကြီးလို့လည်းပြောရခက်ပါတယ်။ဒါပေမဲ့ဒီပုဂ္ဂိုလ်ကြီးတွေဟာပြောရမယ်ဆိုရင်တော့ဗုဒ္ဓအလိုကြတတပင်အောက်ဝါဒပင်ရင်းမှာတည်င်းတုံးတယ်။နောက်ပြီးတော့ပန်းတကူအဝတ်ထည်တွေကိုသူတို့ကသူတို့ဆက်ဟတ်ချုပ်ပြီးတော့သင်ကန်းလိုဝတ်ဆင်ပါတယ်။တခုပဲရှိတာကဒီပုဂ္ဂိုလ်တွေကတော့ အဲ့ဒီသူတို့ရဲ့ပန်းတကူထုတ်လုပ်ထားတဲ့ຢာတွေကိုဒီလိုမျိုးသင်္ကန်းလိုမျိုးမစိုးဘူးပေါ့ဗျာဒါပဲกว่าပါတယ်ဒီပုဂ္ဂိုလ်ကြီးရဲ့နာမည်ကတော့ BNN ဖုံးတော်ကြီးထင်မင်းတွေးတဲ့ BNN ဖုံးတော်ကြီးထင်မင်းတွေးဦးဆောင်တဲ့တန်ဃာတော်တွေဟာ BNN နိုင်ငံကနေလာအိုထိုင်းနဲ့မြန်မာကိုဖျက်ပြီးအိန္ဒိယနိုင်ငံဗုဒ္ဓဂါယာအထိခြေလျင်ကြွချင်နေတယ်ဆိုတဲ့သတင်းကိုနိုင်ငံတကာသတင်းတွေမှာအထင်ရှားဖော်ပြကြပါတယ် အဲ့ဒီ VNN ဖုံးတော်ကြီးတွေကို ပြည်သူတွေကလည်းဝမ်ပန်းတသာကြိုဆိုပြီးတော့တကယ်ကိုယုံကြည်ကြည်လေးလေးမြတ်မြတ်ရှ िख ိုးဥညွတ်ပူဇော်ကြောနေကြတာကိုလည်းတွေ့ရပါတယ်မလောင်လေးရဲ့နေ့မှာမြန်မာနိုင်ငံတဲကိုကြွမယ်ဆိုပြီးတော့လှုပ်ပင်မဲ့ထိုင်းနိုင်ငံမဲဆောက်မြို့ကိုထိရောက်ခဲ့ပါတယ်ဒါပေမဲ့ချစ်ချစ်တရားနာမှာထိုင်းအာဏာပိုင်တွေကခွင့်မပြုတဲ့အတွက်ခီးမဆက်နိုင်တော့ပါဘူးဒါကြောင့်ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ကိုထပ်ပြီးတော့ VN ဖုံးတော်ကြီး ထင်မင်းတွေဥဆောင်တဲ့အဖွဲ့ကသွားနေပါလေ။ဘုံတော်ကြီးထင်မင်းတွေဟာပန်းတကူသင်ကန်း၃စုံနဲ့ပဲရောင်ရဲနေထိုင်တယ်လို့သူဟာကြောင်းသင်ကန်းနဲ့မရှိပဲတောထဲတောင်ထဲကတတပင်ဝါတပင် အောက်မှာပဲတရင်သုံးပါလေ။စွန်းကိုလည်းတနေပဲဖုံးမိပြီးစွန်းမရှိရင်လည်းသူ့မှာပါတဲ့တပိတ်လိုမျိုးရာကိုရေးချင်းပြီးတောက်ပါလေ။လမ်းလျှောက်တဲ့အခါနဲ့ဖက်နဲ့လုံးဝမစီးပါဘူး။ EN ဘုံတော်ကြီးထင်မင်းတွေဟာတခုကတော့ဗုဒ္ဓရဲ့အစိုးမှတိုင်းနေထိုင်တာပါ။ ဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်လမ်းစဉ်တိုင်းလိုက်လာကျင့်သုံးနေထိုင်ပါတယ်။သူကိုယ်သူဖုံးတော်ကြီးလို့လည်းထုတ်ဖော်မင်ကြတာမရှိပါဘူး။ဒါပေမဲ့အားလုံးကတော့ဖုံးတော်ကြီးလို့ပဲသုံးနှုံးပြီးတော့ခေါ်ကြပါလေ။ထစ်ဆိုတဲ့စကလုံးဟာ BNN ဘာသာစကားရအရှင်းလို့အဓိပ္ပာယ်ရပါလေ။ BNN ချိန်ရဥပဒေမှာလွတ်လပ်စွာ ကိုယ်ကိုယ်ယုံကြည်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားပေမဲ့သူ့ကိုဖုံးတော်ကြီးဖြစ်လဲအာဏာပိုင်တွေကအသိမှတ်မပြုပါဘူး။ ဖုန်းတော်ကြီးထမင်းတွေဟာလွန်ခဲ့တဲ့6နှစ်လောက်ကတည်းက BN နိုင်ငံမှာတမျိုးဝင်တမျိုးထွက်ဒေသစာရီကြွချီခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်တွေမှာတော့လူတွေအသူကိုထူးဆန်းနေဟာဆိုပြီးတယ်လီဖုန်းနဲ့မှတ်တမ်းတွေရိုက်ပြီး YouTube ပေါ်ဝင်အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေမှာဖြန့်ဝေလဲသူ့ကိုလူသိများခဲ့ပါတယ်တပိတ်လိုအရာကိုတော့သူကတပိတ်လိုလည်းသုံးလုံးလို့မရပါဘူးအဲ့လိုမျိုးပေါ့ခွက်ကြီးကြီးပုံစံတပိတ်လို့အသတ်မှတ်ထားတဲ့အရာတခုတော့အဲ့ဒီတည်းမှာပဲသူဟာစွန်းဖုံးပေးပြီးစားပါတယ်သူရဲ့ကြင်ကြံနေထိုင်မှုဟာ BNN အစိုးရအသိမှတ်ပြုထားတဲ့ဖုံးတော်ကြီးတွေခရီးရန်သေဟုတ်ဆရာတွေဘာသာရေးကောင်းဆောင်တွေနဲ့ဘာမှမတူဘဲကွဲပြားနေလို့တော်တော်လေးကိုထူးဆန်းရပါတယ်။နောက်ပြီးတော့အာရှတိုင်းမှာလည်းအဲ့ဒီလိုမျိုး ပုံစံတူတဲ့ပုံမျိုးလည်းမရှိပါဘူး။ဒါကြောင့်သူ့ကိုအစိုးရကလည်းအသိမှတ်ပြုတဲ့ဖုံးတော်ကြီးလို့သတ်မှတ်လို့မရပါဘူး။အစိုးရအသိမှတ်ပြုတဲ့ဖုံးတော်ကြီးတွေသေဟုတ်ဆရာတွေကတော့အလူတွေကောက် သူတို့ကိုးကွယ်တဲ့သူတွေကိုတကိုးပြတိတ်တွေလောကုတ္တရာအတွေးခေါ်တွေကိုအဓိကဟောပြောပြီးကျင့်ကြံခိုင်းတယ်လို့လည်းဆိုကြပါတယ်။ဘုန်းတော်ကြီးထမင်းတွေးရဲ့အကျင့်ကြံတွေကထင်သာမြင်သာရှိတယ်။ဒါပေမဲ့အစိုးရကအတိမတ်ပြတဲ့ဘုန်းတော်ကြီးတွေနဲ့ကွဲပြားခြားနားနေလို့လူတွေကဘာကြောင့်မှမသိဘုန်းတော်ကြီးထမင်းတွေကိုတဖြည်းဖြည်းနဲ့ကြီးညိုလာကြပါတယ်။ကြီးညိုပြီးနောက်ဘုန်းတော်ကြီးသွားရနောက်ကိုတကောက်ကောက်နဲ့လိုက်ပါလေ။ဒီလိုနဲ့ပဲဘုန်းတော်ကြီးမှာ တဖြည်းဖြည်းနဲ့သူ့ကိုကြီးညိုတဲ့သူတွေကိုးကွယ်တဲ့သူတွေဟာအရန်များပြားလာပါလေအစိုးရသူ့မင်းပြုထားတဲ့ BNN တန်ခါနိုင်ငံအဖွဲ့ကတော့ဖုံးတော်ကြီးထမင်းတွေ့ဟာဗုဒ္ဓဘာသာဖုံးကြီးလည်းမဟုတ်ဘူးလို့ဆုံးဖြတ်ခဲ့သလိုသူ့ကိုတတိထားဖို့မထောက်ခံကြဖို့ထောက်ခံလူအဖွဲ့စီမှာမတိမငိမ့်နေဖြစ်နိုင်တယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေကမိန့်ကြားခဲ့ပါတယ်အဲ့ဒီနောက်2024ဇွန်လမှာဖုံးတော်ကြီးထမင်းတွေ့တရင်သုံးနေတဲ့နေရာကိုညတကောင်ချင်းအာဏာပိုင်တွေကဝင်စီးပြီး သူနဲ့တပည့်တာဝကတွေကုန်ဖမ်းပါတယ်2024လနိုဝင်ဘာမှာတော့ဖုန်းတော်ကြီးထီမင်းတွေဟာအိန္ဒိယနိုင်ငံဗုဒ္ဓဂါယာထီကြွချင်မယ်လို့မိန့်ကြားခဲ့ပါတယ်အကုန်ဖမ်းရမယ်သူ့ကိုဘာပြစ်မှုနဲ့လဲအရေးယူအောင်မှလည်းမသိဘူးသူကလည်းဘာမှမလုပ်ပါဘူးဒါကြောင့်သူ့ကိုဘာမှအရေးယူလို့မရပဲအာဏာပိုင်တွေကပြန်လွှတ်ကပါတယ်ဘုန်းတော်ကြီးထင်မင်းတွေဘာကြောင့်ဗုဒ္ဓဂါယာထိကြွချီကျင်တာလဲမေးလျှောက်တော့သူကဘဝမှာတဲ့ဘလို့ကျင့်ကြံနေထိုင်ရမယ်ဆိုတာလမ်းညွန်တွင်တွင် ဆုံးမပြသခဲ့တဲ့ဗုဒ္ဓကို ပူဇော်ခြင်းတို့ပါတဲ့ဗုဒ္ဓကိုကျေးဇူးဆက်တဲ့အနေနဲ့ဗုဒ္ဓပွင့်ထွန်ရဗုဒ္ဓဂါရအထိရောက်အောင်သွားမယ်တဲ့ကဘာပေါ်ကလူတွေဗုဒ္ဓရဲ့သွန်သင်ချက်တွေကိုသတိထားမိပြီးလိုက်နာကျင့်သုံးရင်တော့ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်လို့မျှော်လင့်ကြောင်းဖုန်းတော်ကြီးထင်မြင်တွေကရိုးလေးပြောပါလေ။ဒါကြောင့်ဖုန်းတော်ကြီးဟာ BNN ကနေလာအိုကိုဖြတ်ထိုင်းနိုင်ငံထဲထိလမ်းလျှောက်နေပါလေ။ဒါပေမဲ့မြန်မာနိုင်ငံမှာနိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီး NDA များနဲ့တို့ကြောင့်မသွားဘူး။ ဒေတာဆိုင်ရာနေဆက်အနာပါနေကသူ့ကိုပန်ကြားလို့ဖုန်းတော်ကြီးကသွားလို့မရတော့ပါဘူးအဲ့လိုသွားလို့မရလို့ခီးလန်းချောင်းပြောင်းပြီးထိုင်းနိုင်ငံမြောက်ပိုင်းမဲဆိုင်ကိုကြွချင်နေပါတယ်အဲ့ဒီကနေတစင်သူကမြန်မာပြည်ကိုဝင်ဖို့တော့တာဆူထားတယ်လို့ဆိုပါတယ်ဖုန်းတော်ကြီးထင်မင်းတွေဟာအမတန်မှထူးခြားတဲ့ပုံကိုလို့တော့ပြောလို့ရပါတယ်ဖုန်းတော်ကြီးထင်မင်းတွေအကြောင်းလေ့လာမိသမျှတော့ပြောပြချင်ပါတယ်ဒီဖုန်းတော်ကြီးထမင်းတွင်အကြောင်းကိုလေ့လာမိသမျှပြောရရင်တော့သူ့ကို BNN နိုင်ငံ ဟာထင်းဆိုတဲ့ခရမျိုးလေးမှာ1981ကမွေးဖွားခဲ့တယ်ဗျအခုဆိုသူ့သက်44နှစ်ရှိပါတယ်သူကပြောရမယ်ဆိုရင်တော့မိသားစုမှာဒုတိယမြောက်သားပေါ့သူ့မှာမောင်နှမလေးဦးရှိပါတယ်1994ခုနှစ်မှာသူကမိသားစုနဲ့အတူလန်ဂါရီခရိုင်ပြည်နယ်ကိုပြောင်းရွှေ့သွားပါတယ်အဲ့ဒီမှာပဲအထက်တန်းကျောင်းပြီးပါတယ်အထက်တန်းကျောင်းပြီးတော့သူကစစ်မှုထမ်း3နှစ်ကြာသွားခဲ့ပါတယ်စစ်မှုထမ်းပါတယ်စစ်မှုထမ်းပြီးတဲ့နောက်မှာသူကတတော် တက္ကသိုလ်ကိုတက်ရောက်ခဲ့ပါတယ်တက်တော်တက္ကသိုလ်ကနေပြီးတော့ဖုန်းတော်ကြီးထင်းမင်းတွေဟာဘွဲရခဲ့ပါတယ်ဘွဲရပြီးနောက်သူနေထိုင်တဲ့ဂျီလိုင်းပြည်နယ်အခြေစိုက်ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာမြေယာစတန်မှုဖြစ်သူဟာဒေါက်ရှော့လုပ်ကံခဲ့ပါတယ်2015ခုနှစ်မှာ2015ခုနှစ်မှာတော့သူဟာဘလို့အကြောင်းများကြောင့်လည်းမသိပါဘူးသူဟာဖုန်းကြီးဖို့အဆုံးဖြတ်ခဲ့ပါတယ်အဲဒီနောက်မှာအလောက်ကနေထွက်အလောက်ကနေထွက်ပြီးတောင်ပေါ်မှာ လှိုင်းကူတကူထဲမှာတယောက်တည်းဗုဒ္ဓအလိုရနေထိုင်ကြင်ကြံနေလို့ဆိုပါလေနေထိုင်ကြရမယ်တနေ့တစ်ကြိမ်ဆုံးဖုံးပြီးဖို့အတွက်တောင်ပေါ်ရွာတွေကိုတော့လိုက်လံပြီးတော့လှဲ့လှဲ့ဆုံးခန့်တယ်လို့ဆိုပါတယ်2019ကလည်း2023မှာထင်းမင်းတွေ့ဟာသူ့ရဲ့ဒုတန်ကားဆိုတဲ့လေးကျင့်မှုကျင့်စဉ်တစိတ်တပိုင်းဆိုပြီးတော့ဖျားဘူးခီးစဉ်၃ခုကိုစတင်လှုပ်ဆောင်ခဲ့ပါလေအဲ့ဖျားဘူးခီးစဉ်တွေကိုလည်းလမ်းလျှောက်ပြီးဖူးရတယ်လို့ဆိုပါတယ်ဒါဟာသူ့ရဲ့ကျင့်စဉ်မှာ ဒါပေမဲ့အဲ့ဒီတော့ကလူတွေကတော့သူ့ကိုတတိမပြုမိပါဘူး။ဒါပေမဲ့2024မှာထင်မင်းတွေ့ရဲ့စတုထမြောက်ဖျားမှုခီးစဉ်ဟာအရန်ကိုကျယ်ပြန့်ခဲ့ပါလေ။ထောင်ပေါင်းများစွာသောလူကြီးကသူ့နောက်ကနေလိုက်ခဲလို့ထင်မင်းတွေ့တယောက်တော်တော်လေးကိုဒုက္ခရောက်ခဲ့ပါလေ။သူ့ရဲ့နောက်ပါတော်ဝကတွေလည်းများလာပြီးသူ့လိုပဲနေထိုင်စားသောက်တဲ့သူတွေလည်းဖြစ်လာပါလေ။ဒါကြောင့်အနာပိုင်တွေကသူ့နဲ့ဆွနေပြီးတော့သူ့ကိုနောက်ပိုင်းမှာတော့ထိန်းသိမ်းခဲ့တယ်လို့ဆိုပါလေ။ထင်မင်းတွေ့ကတော့သူဟာတစ်ခါမှဖုံးကြည့်လို့လည်းသူ့ကိုယ်သူမတတ်မှတ်ကြောင်းသူ့ကိုယ်တိုင်ကလည်းဖုံးကြည့် တယောက်သံဃာတော်တစ်ပါးဖြစ်ဖို့ဒီအကျင့်စာရိတ္တအဲ့ဒီကျင့်ကြံအားထုတ်မှုကလည်းဘုန်းကြီးတစ်ပါးအနေထားကိုမရောက်သေးကြောင်းမိမိကိုယ်ကိုဘုန်းကြီးဖြစ်ဖို့မထိုက်တန်သေးဘူးလို့ခံစားရကြောင်းထင်မင်းတွေကဆိုပါတယ် BNN ဗုဒ္ဓဘာသာသံဃာတော်တွေဟာပြောရမယ်ဆိုရင်တော့ BNN သံဃာမဟာနိုင်ငံကအဖွဲ့ကထင်မင်းတွေဟာကျင့်စဉ်လဲမကျင့်ဒါအပြင်တန်ဃာတော်တွေလိုမျိုး သင်္ကန်းကိုလည်းမွေးမွေးစင်တာမဟုတ်တဲ့အတွက်ကြောင့ ချင်းမင်းတွေ့ဟာတန်ကားတော့မဟုတ်ဘူးဆိုပြီး BNN တန်ကားမာနိုင်ရကကတော့အခိုင်အမာပြောကြားခဲ့ပါတယ်။ချင်းမင်းတွေ့ရဲ့ဖျောင်းမှုခီးစဉ်တွေဟာတော်တော်လေးကို လူသိများလာခဲ့ပြီးသူ့နောက်မှာနောက်လိုက်နောက်ပါလူကြီးဟာများပြားလာပါတယ်။သူ့နောက်ကလိုက်တဲ့အမျိုးသားတူဆိုရင်တော့လေဖြတ်ပြီးတော့တေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ချင်းမင်းတွေ့နဲ့နောက်ကလိုက်လာတဲ့လူကြီးကြောင့်ရင်ကျော်ပိတ်ဆို့တယ်။ဒါအပြင်လူကြီးကြောင့်လမ်းတွေပိတ်ဆို့တယ်။လူကြီးဟာ ဖြစ်သလိုနေထိုင်စားသောက်လို့ပတ်ဝန်းကျင်မှာအသင့်ရှိမှုမရှိညဉ့်ညမ်းနေဆိုပြီးတိုင်ကြားစာတွေလည်း BNN အစိုးရစီရောက်ရှိခဲ့ပါတယ်။ဒါနဲ့ပဲ BNN အစိုးရရဲ့သာသနာရေးကော်မတီအချက်အလက်အရထင်မင်းတွေဟာသူ့ရဲ့ဖျားဘူးခီးစဉ်ကို2024ဇွန်လ3ရက်နေ့ကစတင်ပြီးသူ့ရဲ့ဆန္ဒအရောက်ရပ်တန့်ခဲ့တယ်ဆိုပါတယ်။တကယ်တော့ BNN အစိုးရရဲ့ဖိအားပေးမှုကြောင့်ဖြစ်ပါတယ်။ထင်မင်းတွေအတွက် BNN အစိုးရကတော့သူ့ကိုနိုင်ငံသားစီစီရေးကအန်ဒီကတ်ရဖို့ကူညီပေးခဲ့တယ်လို့ဆိုပါတယ်။ ခမင်းတွေဟာဇွဲမလျှော်သေးပါဘူး2020လဒီဇင်ဘာမှာအိန္ဒိယကိုချီလင်ခီစတင်ခဲ့ပြီး BNN လာအိုထိုင်းတို့ကိုဖျက်အနောက်ဘက်ကိုဆက်လက်ထွက်ခွာဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံမှာဗီဇာပြည်တနာတွေရာသီဥတုမကောင်းတဲ့အခြေအနေတွေဒါအပြင်ခမင်းတွေရဲ့နောက်လိုက်နောက်ပါတာဝကတွေမှာနေစဉ်ရက်ဆက်လမ်းလျှောက်ကြွားတို့ကြောင့်ပြင်းထန်တဲ့ယောဂဝေဒနာတွေဒဏ်ရာတွေအဆရှိတဲ့စိန်ခုံးမှုများစွာကိုရင်ဆိုင်ခဲ့ရပါတယ်။ အကြီးမားဆုံးတားဆီးကတော့မြန်မာနိုင်ငံကိုလုံးဝဝင်လို့မရတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒါကြောင့်ခင်မင်းတွေဟာသူ့အတွက်ရည်ရွယ်ထားတဲ့လမ်းကြောင်းကနေလွဲဖယ်ပြီးတော့သူဟာမဲဆိုင်ကနေတဆင့်ရှမ်းပြည်နယ်ဘက်ကိုအစားထိုးဝင်ဖို့အတွက်စဉ်းစားနေတယ်လို့လည်းသိရပါတယ်။ဒါကတော့ထူးခြားတဲ့ BNN ဖုန်းတော်ကြီးခင်မင်းတွေအကြောင်းကိုတင်ဆက်ပေးတာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။